ဲကျွန်တော်တို့ဆက်လက်ပြီးတော့ဒီတစ်ခါမှာတောက်ကြသားသမီးမိစေမြတ်ရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်သွားမှာဖြစ်ပါတယ်။အဲ့တော့15ရက်ဇွန်လ2000နဲ့မှကျွန်တော်တို့25တနင်္ဂနွေနေ့ကနေနေပြီးတော့22မှာတရက်ဇွန်လ2025စနေနေ့ဒီတပတ်တာကာလအတွင်းကျွန်တော်တို့တောက်ကြသားသမီးတွေရဲ့ကံကြမ္မာကိုကျွန်တော်ကြည့်လိုက်ကြရအောင်။ကြတာတော့ကျွန်တော်တောက်ကြသားသမီးတွေအတွက်ပါ ကဲတောက်ကြသားသမီးတွေအနေနဲ့ကတော့ဒီတစ်ပတ်မှာလုံမကင်မဆုံးဖြတ်မတွေဖြစ်တတ်တယ်ဆိုတော့တပတ်တာဖြစ်ပါတယ်စင်ကန်းတော်တူဆိုတော့တပတ်တာဖြစ်ပါတယ်ထင်ရမြင်အောင်လုံမီကင်မီဆိုတာမျိုးတွေဖြစ်တတ်တယ်ဆိုတော့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုစိတ်ထင်တိုင်းလုံလို့မရပါဘူးအမှားကြုံတတ်ပါတယ်ကိုထင်နဲ့မြင်တဲ့အရာတွေကလက်တွေ့နဲ့မကိုက်ညီဘူးလွဲချော်သွားတာမျိုးတွေဖြစ်တတ်ပါတယ် အဲ့တော့လုပ်ငန်းနဲ့ပတ်သက်လို့ငွေချင်းနဲ့ပတ်သက်လို့ကြီးကြီးမားမားအကြံစီတွေစွန့်စွန့်စားစားလုပ်ရမယ့်အလုပ်တွေဒါတွေဆိုရင်တော့အဆင်မပြေဘူးလွဲချော်နိုင်တယ်ဆုံးရှုံးနစ်နာသွားနိုင်တယ်ထိခိုက်သွားနိုင်တာဖြစ်ပါတယ်အဲ့တော့သတိထားဖို့လိုပါတယ်တတ်သိနားလည်တဲ့ပညာရှင်တွေပုံကူတွေနဲ့တိုင်ပင်ပြီးဆုံးဖြတ်ပြီးတော့မှဟလာကိုယ့်ရဲ့အလုပ်ကိစ္စတွေအရေးကြီးကိစ္စတွေကိုလုပ်ဖို့တင်ပါတယ်အဒီတိုင်းသာဆိုလို့ရှိရင်တော့ကိုယ်လုပ်သမျှကဟလာအရာမထင်တာမျိုးတွေဖြစ်တတ်တယ်ဟလာကိုယ်စိတ်ထဲမှာထင်တာကတခွ လက်တွေ့ဖြစ်နေတာကတခုဆိုတာမျိုးတပုံစံမျိုးတွေကြုံရတဲ့တပတ်တာဖြစ်တယ်။အတိုက်ခိုက်ရန်သဘောတွေကလည်းကုဘေးနားမှာဝိုင်းရန်နေတတ်တယ်ရှိနေတတ်တယ်။ပုံမှန်ပြည်လည်နေတဲ့အလုပ်တွေကပင်ဟလာအတိုက်ခိုက်သဘောရန်သဘောတွေစောင့်နိုင်တယ်အခက်ကြုံနိုင်တယ်ဟလာကိုကိုကြောက်တွန်းချတာဟလာကိုကိုစွတ်စွဲတာကိုကိုအမတ်မထင်ဟလာစူရာမျိုးတွေညစ်ပတ်တာမျိုးတွေခံရတတ်တဲ့တပတ်တာဖြစ်တယ်။အဲ့တော့ရှေ့မှာတော့ကောင်းမယ်၊ကိုယ်ရမှာတော့ကိုကိုလှုပ်ကြံနေတာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်။အဲ့တော့ဒီတော့အနှစ်ချုပ်က တပတ်တိုက်ခိုက်တာမနာလိုတာမျိုးတွေလှုပ်ကြံတာမျိုးတွေခုတော့လှုပ်တာမျိုးတွေခံရတတ်တယ်ကိုကိုတိုင်လည်းထင်ရမြင်အောင်လှုပ်မိပြီးတော့အမားကြုံပြီးဆုံးရှုံးနေတာမျိုးဒါမျိုးတွေခံရတတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့သတိကြီးပါတက်သည့်နားလည်တဲ့ပုံကိုယ်တွေနဲ့ပညာရှင်တွေနဲ့တိုင်ပင်ညှိနှောညှိနှိုင်းပြီးတော့မှဘာမှစုဆုံးဖြတ်လုပ်ကင်တာပို့ပြီးတော့ကောင်းပါလိမ့်မယ်စိတ်ထင်တိုင်းကျွန်တော်တို့လှုပ်လို့မရပါဘူးဒီတပတ်မှာကိုမျော်လင်းကြံစီရတာတွေဟာပြက်ရင်သွားတတ်တယ်လွဲချော်သွားတတ်တယ်ဆိုတော့တပတ်တာဖြစ်ပါတယ် အဲ့တော့စောစားလောက်ရမယ့်အလုပ်မျိုးတွေဆိုရင်ဒီဘက်မှာမလုပ်တာကောင်းတယ်ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေမကောင်းရွေးရနေမကောင်းတော့သတင်းသူတွေသတင်းကောင်းသတင်းတွေကြားရတတ်တဲ့တပတ်တာဖြစ်ပါတယ်လက်ရှိရှိနေတဲ့ဟာလားအဆက်အသွယ်တွေကနေပြတ်တောက်သွားတတ်တဲ့တပတ်တာဖြစ်ပါတယ်နားလည်မှုတွေလွဲတတ်တဲ့အယူဆအမြင်တွေမတူတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့အခြေအနေတော်ရင်းနဲ့ပတ်သက်နားလည်မှုလွဲအစမပြေပြဿနာတက်တာမျိုးတွေကြုံရတတ်တဲ့တပတ်တာဖြစ်တယ်ကျမရင်းနဲ့ပတ်သက်ဥကောင်းမယောဂါတွေဖြစ်တတ်တယ်ဟာလားမျက်စိတို့အာယုံကြောတို့အကြောတို့ ီလိုအမျိုးတွေဒီလိုယောဂတွေဦးစားပေးအသာပေးပြီးတော့ဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးလည်းဒီလိုမှဂီးဆိုင်ဖို့လိုတယ်ကျမ်းမာရေးကိုအကြောင်းပြုပြီးတော့လဲဆေးဖို့ဖြစ်ငွေကုန်ကြေးကြများတတ်တယ်ငွေကြေးနဲ့ပတ်သက်ရင်လူလိန်ခံရတာငွေကြေးနဲ့ပတ်သက်ရင်ဟဲ့လားအာမခံလို့စိုက်ရောရတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်လဲစိတ်ညစ်စရာတွေပေါ်ပေါက်နိုင်တဲ့တပတ်တာကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီတပတ်အတွက်ကတော့ဆိုလို့ရှိရင်တော့အဖက်ဖက်ကနေတိတ်အစဉ်ပြေတဲ့အနေအထားမှာမရှိပါဘူး ုံမှန်အဆင်ပြေတဲ့ကိစ္စတွေတွင်အခက်ခဲကြုံပြီးတော့အဆင်မပြေတာတွေထပြီးတော့ဖြစ်နိုင်တယ်အဲ့တော့ဒီတော့မှမှာဘာပဲဖြစ်ဖြစ်လုံမကင်မတွေဖြစ်တတ်တာဖြစ်တတ်ကြောင်ရေရေချီဖို့လိုတယ်သတိထားခရင်ဆိုင်ဖို့လိုပါတယ်အဲ့တော့ရေရေအနေနဲ့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ဟာလာမျက်စိမကောင်းတဲ့သူတွေကိုမျက်မှန်လှူတာဟာလာမျက်စိနဲ့ပတ်သက်တဲ့ CO2 ဓာတ်စာလှူတာဆိုတာမျိုးတွေလုံဖို့တင့်တယ်နောက်ဘုံကြီးเจ้าမှာဟာလာစက်သွန်လှီးတဲ့ဓာတ် ဟလာဘုန်းကြီးเจ้าမှာထင်းကွဲတဲ့ဓာတ်တို့အဲ့လိုဓာတ်မျိုးတွေသွားပြီးတော့လူလာမျိုးလုံးလို့ရပါတယ်အဲ့လိုမျိုးမလူချင်းရင်ဘာလုပ်မလဲအိမ်မှာထောပတ်ထမင်းသို့မဟုတ်ပြားရီပါမုတ်စမ်းဒီလိုဓာတ်မျိုးတွေအိမ်ပြားမှာလူသိမ်းပါတယ်ဒီလိုကိစ္စတွေအရေးကြီးကိစ္စရှိတိုင်းဒီရေရရလေးကိုလှုပ်ပြီးမှလှုပ်ပါရေရရကိုလည်းဘာပဲဖြစ်ဖြစ်အရေးကြီးကိစ္စပေါ်ပေါ်မပေါ်ပေါ်လှုပ်ထားတဲ့တဲ့တပတ်တာဖြစ်ပါတယ်ဒီတပတ်ကကံတရားမျက်နှာသာမပေးတဲ့အတွက်ကြောင့် မလိုလားအတဲ့ပြဿနာအခက်ခဲတွေစိတ်ညစ်စရာတွေဝင်လာနိုင်တယ်အထူးသတိထားဖို့လိုပါတယ်အဲ့တော့ဒီတစ်ပတ်အတွက်ရေရရသတိချာလေးလေးနက်နက်လှုပ်စီခြင်းလို့ဒီတစ်ပတ်ကန်ကောင်းလက်ရှိကဏ္ဍကတော့နှစ်ကဏ္ဍ၅ကဏ္ဍအကျိုးပြည့်တဲ့အရောင်ကတော့ဒီတစ်ပတ်မှာ ဆိုလို့ရှိရင်ပန်းအောင်ဖြစ်ပါတယ်တောက်ကြသားသမီးမိတ်ဆွေများအတွက်ပါ